မြန်မာနိုင်ငံရဲ့ပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းကုန်စည်စည်းစစ်မှုတွေနိုင်ငံတကာအစ်စ်မီမှန်ကန်မြန်ဆန်အောင်ဆောင်ရွက်နိုင်ဖို့ရန်ကုန်မြို့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။လင်းဆန်အောင်သတင်းပေးပို့ထားပါတယ်ရှင်။ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမစိတ်ကန်အာနာပိုင်က2016ခုနှစ်အော်တိုဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့တဲ့အမိတ်ကြေညာစာဟာလုံထုံးလုံနည်းတွေနဲ့ဆန့်ကျင်နေတဲ့အတွက် အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေလုပ်ငန်းရှင်တွေကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီပို့ဆောင်ရေးဝန်ထမ်းကမြမစိတ်ကန်းအာနာပိုင်ကထုတ်ပြန်တဲ့အမိတ်ကျညာစာအမှတ်26 2016ကိုကိုတို့အတွက်အစီအမံပြုတဲ့ရုပ်သိမ်းပေးဖို့ပြောတာတခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုတို့ပုပ်ပရိကလုပ်ငန်းရှင်တွေဟာတရားဥပဒေနဲ့အညီကိုတရားဥပဒေနဲ့အညီလုပ်ပိုင်ခွင့်တေချာရရေးပါ။နံပါတ်3အချက်ကတော့ ကိုတို့တကဘာလုံးမှာလည်းဘယ်မှာမှမရှိပဲနဲ့မြန်မာနိုင်ငံမှာပဲရှိတယ်။ပြီးခဲ့တဲ့ socialist စနစ်ကအမွေစိုးအဖြစ်ကြံခဲ့တဲ့ဒီ shipping agency department ကြီးကိုဖျက်သိမ်းပြီးတော့အဲ့ shipping agency department ဒီလုပ်ငန်းဆောင်တာတွေအားလုံးကိုဒီပြည်သူတွေရဲ့ဒီ public sector ရဲ့လက်ထဲကိုပြန်ထည့်ပေးဖို့အတွက်အဲ့ဟိုရွေးတဲ့တုံးချက်နဲ့ကိုဒီဘွဲလုပ်ချင်းဖြစ်ပါတယ်။မြန်မာစေကန်အာဏာပိုင်တွေထုတ်ပြန်ခဲ့တဲ့အမိတ်ကြော်ညာစာကြောင့်အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေထောင်ထဲရောက်မဲ့အကိန်းဖြစ်နေတယ်လို့ကုမ္ပဏီလုပ်ငန်းရှင်တို့ကသုံးသက်ပြောဆိုလိုက်ပါတယ်။ ကျွန်တော်တို့ BAO မှာဖော်ပြထားတာကတခြားထုတ်ပေးတဲ့လူကတခြားဖြစ်တဲ့အချိန်မှာအချိန်မှာကျွန်တော်တို့မေးခွန်းတွေအများကြီးမေးစရာရှိပါတယ်တကယ်လို့ဒီပစ္စည်းကလူမှန်နေရာမှန်တကယ်ကုန်ပိုင်ရှင်အမှန်ကိုမရောက်ခဲ့ဘူးဆိုလို့ရှိရင်ဒိုဒီမဟုတ်မတမားရဲ့လူနဲ့တွေ့ပြီးတော့တခါတုံးကများဒီပစ္စည်းကိုလာတောင်းခဲ့သည်ရှိတော့ ဥမာဆိုကြပါစို့ဗျာ SCD ကိုတခါတွားပြီးတောင်းပြီးတော့ထုတ်သွားတယ်နောက်တခါကျတော့အဲ့ဒီ server နဲ့ပဲကျွန်တော်တို့စီလာပြီးတော့အဲ့ဒီ BA ကိုတနေရာမှာပြုတ်လုပြီးတော့ဒါ server server မှာကျွန်တော်တို့ကဟိုငွေချေးလောက်ဟိုချက်လက်မှတ်လောက်ကျွန်တော်တို့ရဲ့ server server နေရာလုံခြုံစိတ်ချမှုမရှိပါဘူးအဲ့ဒီတော့အတူပြုတ်လို့လို့ရပါတယ်လုပြောပြီးပြုတ်လို့ပြီးတော့မှကျွန်တော်စီတခါထပ်ပြီးလာတောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်မှပေးစရာဘာမှမရှိတော့ပါဘူးအဲ့လိုပေးစရာမရှိရင်ကျွန်တော်တောင်းရမယ်လမ်းကကျွန်တော်အချုပ်သွုံးဖို့ထောင်းနေတော့ရမှာပါပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမစိတ်ကန်းအာနာပိုင်ကစိတ်ကန်းကကုန်ပစ္စည်းတွေထုတ်ယူရမှာ ကြံ့ကြာတာတွေမရှိဘူးနဲ့ဝန်ဆောင်စရီတွေဆွတ်ချနိုင်ဖို့အကြောင်းကြားထားတဲ့အမိန့်ကြော်ညာစာကိုအော်တိုဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ဟာအပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးလုံထုံးလုံနည်းတွေနဲ့ဆန့်ကျင်နေတာကြောင့်အသေးစားနဲ့အလဲစားပင်လယ်ရေကြောင်းလုပ်ငန်းရှင်တွေနစ်နာမှုတွေရှိနေတယ်လို့မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ကျွန်တော်ကလင်းဆက်အောင်ပါ